ရွာရင်အလားဆုံးဖြစ်ကနေယောဂါကြောင့်မထင်ထားလားအောင်ပြောင်းလဲသွားခဲ့တဲ့ဇနီးကိုမပြစ်သွားဘဲနဲ့အချစ်ကိုတတ်သိပြခဲ့တဲ့ခင်မုံမျိုးသမီးတယောက်အိမ်တော်ကြီးကံကောင်းနေဆိုတာကိုလူတတော်များကငွေနဲ့တာတိုက်တာကြပါရီတကယ်တမ်းမှာတော့အိမ်တော်ရှိကံဆိုတာငွေနဲ့တိုက်တာလို့မရှိပါဘူးမကျမ်းမာခြင်းနဲ့တလောကလုံးမှာကိုတယောက်တည်းသာကျန်နေလို့ထင်ရတော့တဲ့အချိန်တွေမှာဘေးနားမှာရှိနေပေတဲ့လက်တွဲပေါ်ကိုပိုင်ဆိုင်ဖို့လိုပါရီ မတ်တင်ကြီးဆိုရင်အမျိုးသမီးကတော့ဘဝမှာလက်တွဲပေါ်ကအမျိုးသားကိုပိုင်ဆိုင်ထားခဲ့ပါရီမတ်တင်ကြီးကလက်ရှိအရွယ်ထက်အများကြီးကြသွားကလန်တာရှီယောဂါကို ခံစားနေရတာပါမတ်တင်ကြီးကအရှိပြားလေးဘက်နာယောဂါကိုခံစားနေကြရတာ6နှစ်လောက်ရှိပါပြီခင်မွန်ဖြစ်သူနဲ့လက်မတက်ခင်အချိန်ကလေးကတယောဂါကိုခံစားနေရတာပါအဲ့ချိန်တုန်းကတော့တိတ်ကုံမှမဆိုးဝါးသေးတဲ့အတွက်အလုံးလုံးရင်နဲ့ရှာဖွေစားတော့ခဲ့တာပါဒီယောဂါဖြစ်နေတယ်ဆိုတာကိုသိရတဲ့ခင်မွန်ဖြစ်သူကလက်ချက်ဖို့ဆုံးဖြတ်ခဲ့တာပါ လက်ထပ်ပြီးတဲ့အချိန်မှလည်းလင်းများနေအောင်လောက်ကန်စားတော့ခါစူးစောင်းနေကြတာဖြစ်ပါရည်ယောဂါကြောင့်မလို့ဆေးကိုနေ့စဉ်တောက်နေရတာပါနောက်ပိုင်းမှာတော့ဆေးတောက်ရုံနဲ့တင်မဟုတ်တော့ပဲယောဂါရဲ့ဘေးတက်ဆိုးကျိုးတွေကိုအလူးလေးကိုမှခန်းစားကြရတာဖြစ်ပါရည်မတ်တင်ကြီးကရွာမှာဆိုရင်တရွာလုံးရဲ့အလားဆုံးမျိုးသမီးတယောက်ဖြစ်ခဲ့ပူတာပါဒါပေမဲ့အရှိပြားလေးဘက်နာယောဂါခန်းစားရချိန်မှာတချင်းကချုံမောတဲ့ရုပ်ရည်တွေလည်းမရှိတော့ပါဘူးယောဂါအရှင်ကြောင့်ယောဂါအရန်ကိုမှကြလာကြတာဖြစ်ပါရည်အရှင်တို့မလာတော့ရင်မျိုးသမီးတယောက်ဖြစ်သူကို အမျိုးသားဖြစ်သူကတစ်ချက်မှမညှို့ညင်ခဲ့ပါဘူး။အမြဲတမ်းချက်တဲ့စိတ်နဲ့သာဘေးနားမှာရှိလာပေးခဲ့တာဆိုရင်ငါးနှစ်ကျော်ဝန်းကျင်ရှိလာခဲ့ပါပြီ။နောက်ပိုင်းမှာဆိုရင်မသိငယ်ယောဂါဟာပို့ပို့ပြီးတော့ဆူလာခဲ့တာပါ။အရှိပြားလေးဘက်နာကကြိုက်ခဲတာလည်းရှိသလိုအရှိပြားတွေကအယံကုန်မှပူလာတာပါ။ပူလုံးလုံးမနေနိုင်မထိုင်နိုင်အောင်ကုန်မှဖြစ်နေရတာပါ။အသားရည်တွေကမခံမရနိုင်အောင်ပူလာပြီဆိုရင်တော့တကူလုံးကိုရေပက်တိုက်တဲ့နည်းနဲ့သာဖြေရှင်းရတာပါ။တကူလုံးကိုရေပက်တိုက်ဖို့ကလေသူကိုယ်တိုင်မလုပ်နိုင်ပါဘူး။ခင်မောဖြစ်သူကလိုက်တော့ပေးမှသာအဆင်ပြေတာပါ။ ရေပဲတိုက်ပြီးပြီဆိုရင်လည်း나ယူဘက်လောက်ကြာရင်ပြန်ပူလာတာပါ။ဒါကြောင့်မလို့လေပူလာတာနဲ့ခင်မုန်းဖြစ်သူကပြန်တိုက်ပေးရတာပါ။မတင်ကြီးတို့ကဆင်းရဲကြက်တဲတဲ့အတွက်အရှိပြောင်းလေးဘက်နာနဲ့ဈေးတွေကိုပုံမဲမတောက်နိုင်ပါဘူး။ဈေးပုံမဲမတောက်နိုင်တဲ့အတွက်အခုလိုရှိပြောင်းလေးဘက်နာယောဂါကပို့ဆိုးလာခဲ့တာပါ။ဈေးပုံမဲတောက်ရင်တော့အရန်ကြီးမခံစားရပါဘူး။ယောဂါတစ်ခုဖြစ်ပြီးဆိုရင်တော့ယောဂါကိုခံစားရတဲ့သူကလည်းခံစားရခက်ပါတယ်။ဒါပေမဲ့ဘီနာကနေမခွာရင်ပြုစုရသူကလည်းမလွယ်ပါဘူး။ ညာအေးပြက်ခန့်ကလိုက်ပြီးတော့ပြုစုပေးရတာပါခင်မောင်ဖြစ်သူကတော့မသိငေပေးနာကနေနေရရင်ကိုမကျင်းနေနေတာပါဟိုငငယ်လေးတွေကသူ့ဘက်ကနေကြိတ်နေကြတာဖြစ်ပြီးချစ်သူတွေဖြစ်ခဲ့ကြတာပါအချင်းကြာကြီးချစ်သူတွေဖြစ်ပြီးမှလက်ထက်ခဲ့ကြတာပါဒါကြောင့်မလို့လေမဲ့တင်ကီကိုအဆုံးထိအနားမှာရှိပေးကချစ်ပေးသွားမှာဖြစ်ပါတယ်။ဒီဘက်မှာလည်းသူကြောင့်မလို့ခင်မုန်းဖြစ်သူကပြင်းမဲဆင်းရဲနေတာဆိုပြီးတော့စိတ်တော့ကဖြစ်နေရပါတယ်။ခင်မုန်းဖြစ်သူကတော့နောက်ဆုံးချိန်ထိဇနီးဖြစ်သူဘေးနားမှာသာရှိပေးသွားမှာပါ။ပြိတက်ကြီးရော မကျမ်းမာတဲ့အချိန်ပြောင်းလဲသွားတဲ့ကို့ပေါ်မပြောင်းလဲတဲ့ချစ်ချင်းမျိုးနဲ့ချစ်ပေမဲ့လက်တွဲပေါ်မျိုးကိုပိုင်ဆိုင်ထားပြီလားဆိုတာပြောခဲ့ပေးပါဦးရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။